Hello ဒီတခါတော့ viewer တွေတော်တော်တောင်းဆိုနေကြတယ် The Vampire Diary Universe ကြောင့်ပြောပြပေးမယ်နော်မပြောပြလဲ viewer တချို့ကတော်တော်လေးစိတ်ဆိုးနေကြတော့မှာဆိုတော့ပြောပြမှာဖြစ်တော့မှာပေါ့နော်အဲဒီ franchise ထဲမှာဆိုလို့ရှိရင် series က၃ခုရှိတယ်အာ uh, the vampire diaries ရဲ့ the originals ရဲ့ legacy ရဲ့ပေါ့เนาะအဒီ series တွေကလေ vampire ဇာတ်လမ်းနေတယ်မှာဆိုလို့ရှိရင် နာမည်ကြီးဆုံးလို့ပြောလို့ရတယ်။ तू က vampire တွေမဟုတ်ဘူးဒီ witch တွေ werewolf တွေနဲ့တခြား supernatural အကြောင်းအရာတွေလည်းပါပြီးတော့တော်တော်လေးစိတ်ဝင်စားမှုကောင်းတယ်။ကြီးရကလည်းပေါ်ပါပါပါနဲ့တစ်စီစဉ်ပြီးတစ်စီစဉ်ဇာတိုက်ကြည့်ဖို့အတွက်လည်းသင့်တော်တဲ့ series လို့ပြောရမှာပေါ့နော်။အဲပြီးတော့ကြတော့ဒီယောက်ျားလေး main clay fan သူကြီးကြီးအဆင်ပြေအောင်လို့လည်းဒီသရုပ်ဆောင်နေရလဲမျက်စိပဒါရဖြစ်စရာသရုပ်ဆောင်နေလဲဆိုတော့တော်တော်လေးနာမည်ကြီးခဲ့တာပေါ့။ Vampire Diaries ကတော့2009ခုနှစ်မှာစထွက်ခဲ့တဲ့စုစုပေါင်းစီစဉ်အ၈ခုလောက်ရှိတယ် rating ကတော့ IMDb 7.7နဲ့ Rotten Tomatoes 86တောင်ရထားတယ်။သူ့ရဲ့ spin-off series The Originals ကပိုရောင်မှ rating ကောင်းနေတဲ့ IMDb 8.2 Rotten Tomatoes 84တောင်ရထားပါဘောနော်။သူကတော့2013ခုနှစ်ကထွက်ခဲ့ပြီးတော့စုစုပေါင်း season 5ခုရှိတယ်။နောက်ဆုံး spin-off က2018ခုနှစ်မှာထွက်ထားတယ်။သူကကြတော့ episode 4ခုနဲ့သူလည်း IMDb 7.2ရထားတယ်။အပြောလို့ရှိရင်ဒီ TV series franchise တဲမှာတော့တော်တော်အောင်မြင်တဲ့ franchise လို့ပြောရမှာပေါ့နော်။ ဒီသုံးခုထဲမှာဆိုလို့ရှင်ဘိုးကတော့ The Originals ကိုကြိုက်ဆုံးပဲအာ DVD ကတော့ဒူးရရပေါ့နော်အာနောက်ဆုံး series ကတော့ပြောရရင်တိတ်ကြီးတော့ကြိုက်ကြည့်ဟုတ်ကဲအဲ့တော့ series တစ်ခုချင်းစီကြောင်းလေးအရင်နည်းနည်းပြောပြပေးမယ် The Vampire Diaries ကတကယ်တမ်း sound adaptation ပေါ့နော် American size ရ LG Smith ရဲ့ဒီ The Vampire Diary book series ကိုပြန်ပြီးတော့ရိုက်ထားတာ အဓိကဇာလံကတော့ဒီ Virginia ပြည်နယ်ကအာ Mystic Fall ဆိုတဲ့မြို့လေးပေါ့နော် Small Town လေးမှာခြေတဲထားတယ်။ဒါပေမဲ့ဒီမြို့ကအပြင်မှာတကယ်ရှိရတော့မဟုတ်ဘူး။သူကစိတ်ကူးရင်ဖန်တီးထားတယ် ော်။အဲသူကအဲ့ဒီမျိုးကိုဒီ78ရာစုတွေကလူတွေကလာပြီးတော့အခြေချနေထိုင်ရာနေပြီးတော့အဲရုံတွေကနေပြီးတော့ Lucifer Natural ကိစ္စတွေဖြစ်လာတယ်ဆိုတော့ဖြစ်လာတယ်ဆိုတော့ဇလန်မျိုးပေါ့နော်။အဓိကဇာတ်ကောင်ကတော့ Elena Gilbert ဆိုတဲ့အဲလူသားကောင်မလေးပေါ့။သူမိဘတွေအာကားတိုင်းမှုဖြစ်ပြီးတော့ဆုံးသွားပြီးရဲ့နောက်မှာသူ့တော်နဲ့သူ့မောင်နဲ့နေတယ်။သူကထက်တန်းကြောင့်တက်နေရပါနော်အဲ့မှာအသက်162နှစ်ရှိတဲ့ Stefan Salvatore ဆိုတဲ့ Vampire ကောင်လေးနဲ့သူ ਨੇ ကြိုက်သွားတာပေါ့နော် စတက်ဖန်မှာဒီမန်ဆာဗာတောဆိုတဲ့အကူတယောက်လည်းရှိရယ်။သူကတော့ပို favorite ပေါ့။သူကြောင့် DC series ကိုကြည့်ဖြစ်တာ။စတက်ဖန်ကတော့လေနည်းနည်းပဲများပြီးတော့ဆရာကြီးလုပ်တယ်လို့ခံစားရလို့တိတ်သူ့တော့သဘောမကျဘူး။ဒါမှသူ fan တွေကလည်းအများကြီးပါပဲသူတို့ညီကိုညောက်ကဒီ super natural ရဲ့ sam နဲ့တင်းလို့ပဲ stephen နဲ့ demon လည်းသူ breakdown နဲ့သူပေါ့နော်ပိုကြိုက်ကြတဲ့လူရှိကြပါဘောကိုကတော့ demon ပဲကြိုက်တယ်ပြီးတော့လေပို viewer တွေတော့အဲ့လိုမျိုးသဘောရှိတာမသိ series တစ်ခုကြည့်လို့ရှိရင်လေ အမြင်နဲ့လုံးဝကြည့်လို့မရတဲ့သူတယောက်ရှိရဲ့ဒီ series ကိုကြိုက်လို့သာတီးခံပြီးတော့ကြည့်ရတာအဲ့တယောက်ကိုဘလို့မှမခံစားနိုင်တော့စိတ်နှောက်ရှက်ဖြစ်စီရဲ့ character မျိုးပေါ့နော်ဟိုကကန်ဆိုးကြံတော့ဒီ Vampire Diaries မှာအဲ့လိုမျိုးကြည့်မရတာအဓိကမင်းသမီး Elena ဖြစ်နေတာသူ့ကိုအရန် drama ချိုးရလို့ခံစားရလို့ပေါ့နော် ပြီးရင်ရှိသေးတယ်ဘော်နီလည်းတိတ်ကြည့်မရဘူးဘော်နီလည်းအဲ့လိုပဲဆရာမကြီးလုပ်တဲ့ဒရာမာချိုးတယ်ဆိုပြီးတော့ဒါပေမဲ့တကယ်တော့ပြောရရင်တော့ဒီ series ကလည်းဒရာမာ series ပါပဲအဲ့တော့အဲ့ဒါလေးတော့လက်ခံပြီးရတာပေါ့ပိုကြိုက်တာကတော့သူတို့တငငချင်းတောင်းထဲမှာဆိုရင်ကယ်ရိုလိုင်းကိုကြိုက်တာပေါ့ပြီးတော့ဇလန်ကလည်းစိတ်ဝင်စားဖို့ကောင်းတယ်လေပြောပို့ကလည်း witchcraft တွေပါကြီးကြိုက်တော့ဒီမှာဒီဇလန်နဲ့မှသူကဒီ vampire တွေရောဒီ werewolf တွေကိုရောနောက်ဆုံးတကယ်အခြေခံ witch နဲ့ witchcraft နဲ့ပြန်ပြီးတော့ချိန်ထားတယ်ဥစားလေးကို ဟောကြတယ်အဲ့တော့အဲလီဆန်လန်ကိုကြိုက်တဲ့အတွက်အဲတခါမှကတော့ကြည်ပြစ်ပါတယ်ဒီ series ကနောက်ပြီးတော့နောက်ပိုင်းမှာဒီ The Original Vampire Family ပါလာတော့လုံးဝ hook ဖြစ်သွားတာပေါ့နော်ဒီ series ကိုတော်တော်သဘောကျသွားတာဒီသူတို့ဒီ Michael San Mount Noma တွေကလည်းဒီမှာပြည်သက်လက်ခံမှုတော်တော်ရသွားတာ ਨੇ Spin-off series The Original ဆိုပြီးတော့ပါထပ်ထွက်လာတာပေါ့နော် ပြီးတော့ဘူသဘောကျတဲ့ချက်တစ်ခုอ่ะဒီ character တချို့ပေါ့เนาะဟိုးဆဆဇလန်းဆဆချင်းเนี่ยပုံစံလုံးဝမတူပဲねတဖြည်းဖြည်းနဲ့ပြောင်းလာတယ်ဒီ character arc ပေါ့เนาะအဲ့ဒါဟိုဟိုဒီအဓိကဆိုလို့ရှိရင် Damon နဲ့ Caroline မှာမြင်ရတယ်ပေါ့เนาะအဲ့အဲ့ပုံစံအဲ့လိုပြောင်းသွားတဲ့ပုံစံလေးကိုလည်းသဘောကျတယ်အားကြောင့်မလို့လဲနောက်ပိုင်းမှာဒီနှစ်ယောက်ရဲ့ personality ပုံစံလေးတွေကိုသဘောကျလို့တို့နှစ်ယောက်ကဒီ series မှာပိုရ favorite ဖြစ်နေရပါတော့เนาะ The Vampire Diaries ကကြတော့သူက teen drama ပုံစံမျိုးပဲနည်းနည်းပို့သွားတယ်ပေါ့နော်။အာ The Originals ကကြတော့လူကြီးကြိုက်လို့ပို့ပြီးတော့ပြောရမှာပေါ့။ဒီ series အကြောင်းပြောရရင်တော့ခုနပြောပါတယ်ဒီ Michael Sandman တို့မတွေကဒီ ပထမအောင်ဆုံးကမ္ဘာပထမအောင်ဆုံးဗမ်ပိုင်ယာတွေပေါ့နော်သူတို့အသက်ကလောကထောင်ချီနေပြီတခြားဗမ်ပိုင်ယာတွေဘလောက်ပဲဆရာကြီးတွေလို့လို့သူတို့တော့ကအဲ့အဲ့ဗမ်ပိုင်ယာတွေကခလေးတွေလိုပဲတော့ကဘယူးဆိုင်ဆရာကိုမလိုတာပေါ့နော်အဲ့လိုမျိုးအထာလဲကြတယ်အဲ့ဒါကိုလည်းသဘောကျတယ်အဲအဓိက character အနေနဲ့ဆိုလို့ရှိရင်တော့ Klaus ရဲ့ Elijah ရဲ့ Rebecca ရဲ့မောင်မ၃ယောက်ပေါ့နော်ဘောသူ၃ယောက်လုံးအရင်သဘောကျတာအဲအဲကြောင့်မို့လို့ဒီ series ကပို့ favorite ဖြစ်နေရပါတော့နော်ဒါပေမဲ့ဒီမှာလဲတော်တော်လေးကြည်မြရတဲ့ character တွေပါတယ်အဓိကဆိုလို့ရှိရင်တော့ Marcel ပေါ့ ဒီသူတို့ဆက်ဆကြဲမှာ New Orleans ကိုပြန်သွားတဲ့အချိန်မှာအဲဒီအဲ French Quarter ကိုပိုင်သိမ်းထားတဲ့ Vampire မှာဆက်ပေါ့နော်နောက်ပိုင်းမှာလည်းဒီနည်းနည်း main character list ထဲမှာပါပါတယ်သူလည်းမသူဆရာကြီးရမ်းလို့လို့သူလည်းကြည့်မရဘူးပြီးတော့ရှိသေးတယ်ဒီဆိုဆုံးမဟို Davina ဆိုတဲ့ကောင်မလေးအဲအကောင်မလေးလည်းကြည့်မရဘူးလူကသာဘာမှမဟုတ်တာဆရာမကြီးရမ်းလို့လို့ပြီးရင်ဟိုကရှိသေးရဲ့အဲ Haley Haley လည်းအဲ့လိုပဲချိုးသိမ်းမပြေဘူးအားကြောင့်မဟုတ်ဘူးအဲ့၃ယောက်တော့တိတ်ကြည့်မရ ဒါပေမဲ့အဲအဓိက main character တွေမဟုတ်တော့တော်သေးတာပေါ့အဲဒီ series မှာပိုသဘောလုံးဝအကြိုက်ဆုံး main character တော့ Rebecca ပဲ။ तू ကအထာလဲကြရဲတနာဖို့လဲကောင်းတယ်။ तू မှာအဲ့လိုမျိုးဒီနှစ်ပေါင်းတစ်ထောင်လောက်နေလာတဲ့အတွက် तू မှာဖြစ်ထားတဲ့ trauma တွေကလည်းအများကြီးပဲ။ဒါပေမဲ့အဲစိတ်ကလည်းမာတဲ့ချိန်လည်းမာတယ်ပြောတဲ့ချိန်လည်းပြောတယ်ဒီအဲ့လိုစန့်ကျင်ဘက်နှစ်ခုသူတယောက်ဆောင်ရတဲ့ပုံစံလေးကိုပေါ့နော်။ तू character ကိုတော်တော်သဘောကျတယ်။ Klaus နဲ့ Klaus နဲ့ Eli ကတော့ပြောစရာတော့မလိုဘူးပေါ့နော်သူတို့ညီကိုနှစ်ယောက်ရဲ့ dynamic ဆိုလို့ရှိရင်လည်းအရင်မိုက်တယ်အဲပြီးွားလို့ရှိရင်ဒီ Klaus ဆိုလို့ရှိရင်အာဒေါသကြီးရဲ့ artistic sense နဲ့သူ့ပုံစံအရလို့မျိုးဒီ ီလိုက်ကြကြတော့အဲလူကြီးဆန်နဲ့အထာကြကြနဲ့ဒေချာတွေ့တော့တတ်တယ်မိသားစုပေါ်သက်သာရှိရဲအဲပြီးရင်သူတို့နှစ်ညီကိုနှစ်ယောက်ကလည်းဘလောက်ပဲတတ်တတ်တယောက်ပေါ်တယောက်ဒီမောင်နှမတွေအကုန်လုံးမှာပဲဘလောက်ပဲတတ်တတ်တယောက်ပေါ်တယောက်ကလည်းအရန်ချစ်ပြီးတော့တခြားရန်သူတွေပေါ်လာပြီဆိုလို့ရှိရင်သူတို့ဟိုဒူဒူပြန်ပြီးတော့ရက်တီပြီးတော့ရင်ဆိုင်နေဟာကြီးရတာလေးကတော်တော်သဘောကျပေါ့ကောင်းဘဝပုံမှန်ဆိုလို့ရှိရင်အာ viewer နဲ့သတိထားမိမှာပါပို့ channel မှာ drama ကျုပ်ရှင် ပြောရဲဆိုတာမရှိတော့ရှားရယ်လေ drama တွေသိမ့်မကြိုက်ဘူး အဲ့လို supernatural ဘက်တွေကိုပူကြိုက်တာပေါ့နော်ဒါပေမဲ့ဒီဟာက drama လေးတော့နည်းနည်းလေးရောတာတော့အဲ့ဒါလေးကိုတော့နည်းနည်းလေးတီးခတ်ပြီးတော့ကြည့်ပေးရတာပေါ့ဒါပေမဲ့အဲ supernatural plot တွေအရင်စိတ်ဝင်စားဖို့ကောင်းတဲ့အတွက် favorite series တွေမှာတော့ပါပါတယ်အဲပြောရလို့ရှင်ဒီဒီ series နှစ်ခုလုံးနဲ့က love hate relationship လို့ပြောလို့ရတယ်အားကြောင့်ပိုအခုတိဒီ series ကိုမလုပ်ဖြစ်သေးရအဲကြိုက်တဲ့အရင်ကြိုက်တဲ့ချက်တွေလည်းရှိရယ်မကြိုက်တဲ့ချက်တွေလည်းရှိရယ်ပေါ့နော်တခြား series တွေလိုမျိုးအရင်စွကြီး အမွန်းတင်အကုန်လုံးအကောင်ပြောပဲမပြောနိုင်တဲ့ဟာဖြစ်နေလို့ဒီ series အကြောင်းကိုသိမလို့ဖြစ်နေတာပေါ့နော်ပြီးတော့ဒီ the originals ကိုအရန်သဘောကျတဲ့ချက်တစ်ခုကကြောင့်ဒီ new orleans မှာ base လုပ်ထားတဲ့ကိစ္စပေါ့နော်အဲဘွန် new orleans city ကိုအရန်သဘောကျတာသူကဒီတိုင်းတကယ်ကို magical ဖြစ်တယ်လीပြင်မှာဆိုရင်တော့မှဒီ voodoo တွေပါနေတယ်အဲ့လိုမျိုး a mysterious ဖြစ်တဲ့ town လေးဆိုတော့ကြာတော့အဲ့ဒါကိုဒီ the originals နဲ့တွားပြီးတော့ချိတ်ဆက်ထားတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အရန်လိုက်ဖတ်တယ်လို့မြင်တယ် ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ Flory ထက်ရှိသေးတာဒီလောက်ထိ powerful ဖြစ်တဲ့ဒီမောင်နှမတွေကိုလာပြီးတော့ရင်ဆိုင်ရင်ရဲတဲ့စိန်ခေါ်ရဲတဲ့တခြား supernatural being ပေါ့နော်ဒီထဲမှာဆိုရင်တော့ဒီ Cara Wish တွေ Werewolf တွေပေါ့အဲသူတို့ရဲ့နောက်ခံစကြောင်းနေဒီ Kid Sassa Blue တွေပြောင်းလဲပြီးတော့ဖြစ်လာတယ်ဆိုပေမဲ့ဥစားလေးကြည်ရတယ် ဘောကြမှာပေါ့နဲတာမန်ဗမ်ပိုင်ယာရှိုးတွေထပ်ပို့ပြီးတော့အနှစ်သာရရှိရလို့မြင်နေပေါ့နော်ဒီဒီ the originals တဲမှာ TVD ရဲ့ character တွေလည်းတော်တော်များများပြန်ပါလာတော့တွေ့ရတယ်အမြင်မဟုတ်ရင်တော့မှတစ်ခါတလေပြန်ပါလာတာပေါ့နော်နောက်ဆုံး series ကတော့ဒီ franchise တည်းအရဆိုရင်မဲ့ तू က vibe မတူဘူးလို့ပြောလို့ရတယ်။ तू ကကြတော့ supernatural beings တွေရဲ့ကြောင်းပေါ့နော်အဲ့လိုမျိုး तू လဲ teen drama ပြန်ဖြစ်သွားတယ်။ ်အရှိ series နှစ်ခုက recurring character တွေနည်းနည်းပြန်ပါတာနဲ့အာဒီ background story ကဒီအရှိ the originals ကို base လုပ်ထားရဲဆိုတာလွဲလို့ရှိရင်တော့ သူ့ဘာသာသူ stand alone series တခုလို့တော့ပို့ပြီးတော့မြင်တယ်ပေါ့နော်ပို့မြင်တယ်မှာဒါမဲ့သူ့ရဲ့ထူးခြားချက်လေးကကြတော့သူကဒီတချို့ series တွေဆိုလို့ရှိရင်ဒါအောင်မြင်တာပဲလိုက်လုပ်တယ်လေသူကအဲ့လိုပုံသင်နည်းနဲ့မသွားပဲနဲ့ဒီတစ်ခါမှာဒီ vampire witch werewolf တွေပြင်တခြား supernatural being တွေအများကြီးပါလာတယ်အဲ့တော့အဲ့ဒါကတော့သူ့ရဲ့စိတ်ဝင်စားစရာကောင်းတဲ့ချက်တခုလို့ပြောရမှာပေါ့နော် ီထဲက character တချို့အကြောင်းပြောလို့ရှိရင်တော့ဒီအရှိ series နှစ်ခု aspirer ပါမှာဆိုတော့ဒီထဲမှာအခုကြည့်နေတဲ့တွေထဲမှာအရှိ series တွေမကြည့်ရသေးပဲကြည့်ချင်တဲ့တွေရှိရင်နောက်ဆက်ဖြစ်မှာဆိုလို့အဲ့ဒါကတော့ထည့်မပြောတော့ဘူးပေါ့နော်အာဒီနောက်ပြီးတော့ portrait ကကြတော့လေဒီ the original ဆက်သိန်းကအရင်က perfect ဖြစ်တယ်လို့မြင်တယ် အားကြောင့်မို့လို့ပို့အတွက်ကြတော့ဒီနောက်ထပ် series တခုမလိုတော့ဘူးလို့ခံစားလို့ဒီ series ကိုအရင်သဘောမကျဘူးပေါ့နော်ဒါမဲ့ဒီထဲမှာ share character တွေတော်တော်များများပြန်ပါတယ် Rebecca လည်းပါတယ် Freya ပါတယ် Cole ပါတယ်အာ Klaus တောင်မှပါလိုက်သေးတယ်ပေါ့နော်ပြီးတော့ဒီ Vampires တွေဆိုလို့ရှိရင် Alaric တို့ Caroline တို့ Jeremy တို့ Matt တို့ပြောလို့ရှိရင် the originals တွေက Marcel ပါလိုက်သေးတယ် paradigmater ဆိုတဲ့အကောင်မလေးနဲ့ပါသေးရပေါ့နော်အဲ့တော့ကြတော့အာဒီ the originals ဒီဒီအရှိ series နှစ်ခုကိုအလွမ်းပြင်ကြည့်ချင်တယ်ဆိုလို့ရှိရင်တော့လေကြည့်လို့မဆိုးဘောသူ rating လည်းကောင်းတော့ကြည့်လို့တော့အရင်ကြီးဆိုးကြီးတည်းကမဟုတ်ဘူးဒါပေမဲ့အဲ့လိုခုနကပြောသလိုပဲပေါ့နော် team play day drama တွေကတော့ဒီမှာတော်တော်ပါတယ်ပြောလို့ရှိရင်ဒီ action scene ဆိုလို့ရှိရင်ဒီ main character တွေကလောကနောက်ခံတီလုံးနဲ့ဟန်ပါပါနဲ့ရှောက်ပြီးတော့အဲ့လိုမျိုးထွက်လာတဲ့ပုံစံမျိုးပါအဲ့ကြအရင် ဟို drama အစံနဲ့လုတ်ခံလာတာပေါ့နော်။လောက်ပါပဲ။ကြည့်လို့ကတော့မစိုးပါဘူး။ဒီ series က season 4ခုပြီးတဲ့အချိန်မှာတကယ်တမ်းဆိုရင်သူကထပ်ထွက်အောင်မှာဒါပေမဲ့ CW က cancel လိုက်တော့အာနောက်ဆုံးဒီ season 4 finally ကဟို series final ဖြစ်သွားတာပေါ့နော်။အဲ့တော့အဲ့ဒါနဲ့အတူတူဒီ The Vampire Diary franchise တခုလုံးလည်းရပ်သွားတာ။နောက်ပိုင်းကျရင်တော့ TVD နဲ့ The Originals အကြောင်းတွေတော့ပိုပြောပြဖို့ရှိရယ်။ Legacy ကတော့ပြောပြပြဖို့မရှိတော့ဘူး။ အာပြီးတော့ဘိုးကလေရုပ်ရှင်နေ series တွေအရန်ကြည့်တာကြည့်ပြီးဘာမှမမှတ်မိဘူးအဲမမှတ်မိဆိုတာ detail မမှတ်မိတာပေါ့နော်ကိုကြိုက်တဲ့ခန်းလေးလောက်ပဲမှတ်မိရအဲ့တော့ဒီ review ပြန်ပေးဖို့အထီးလောက်ဆိုရင်ကြတော့ပြန်ကြည့်မအောင်ရတာအဲ့တော့အချိန်ပေးရတယ်အားကြောင့်မို့လို့ DVD Universe ကတော့အာနည်းနည်းလေးကြာအောင်မယ်အဲစိတ်ရှိရှိလေးနဲ့စောင့်နေကြပါအောင်လို့ဒီကြားထဲမှာလည်းတခြား Universe ကဗီဒီယိုကြွေးရလဲဆက်အောင်ပါဆိုတော့တခြား high လေးလည်းအရင်တင်ပေးလိုက်ပါအောင် ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ကိုယ်ကြိုက်တဲ့ထက်တူကြရတဲ့ဆိုရင် like and subscribe လည်းလုပ်ပေးတော့ပါအောင်နော်။နောက်များမှလည်းစိတ်ဝင်စားစရာသုံးသပ်မှုများဆက်ပြီးတင်ဆက်ပေးတော့ပါအောင်ရှင်။